။ဒါတော့ဘဝကနှစ်ခုပဲရှိရဆရာတို့ကခဏကြီးရထားတဲ့စာဝတ်နေရေးတွေဆရာတို့ကအလုပ်လုပ်အောင်အဲ့တော့အတတ်ပညာဟုတ်ဒါလေးသင်တယ်အတတ်ပညာတခုသင်တယ်နော်။နောက်တစ်ခါစိတ်ကပျော်ဖို့လိုတယ်။အလုပ်တွေလုပ်ပစံတွေရှိပေတယ်လည်းတစ်ခါကျမပျော်ရတဲ့အရာတွေအများကြီးရှိတယ်သူကဟဲ့လား။အဲ့တော့စိတ်ပျော်ဖို့လိုတယ်စိတ်ပျော်ဖို့အတွက်အသိပညာလိုတယ်ဆရာတို့အတတ်ပညာနဲ့အသိပညာပေါ့နော်ဒါလေးတွေကတကယ် basic လေးတွေပါလူငယ်တွေက system နဲ့ဒီလိုနားလည်နေသူ့ဘဝကိုသူ manage လုပ်တယ် life management ဆိုတာပြောတာ အဲ့တော့ကို live ကို manage လုပ်နိုင်မှာကိုကျန်တဲ့ဟာကို manage လုပ်တော့ကိုကိုတိုင်တော့မှကိုကို manage လုပ်ရမှာမသိရင်ကိုလုပ်ငန်းနေမှာဝန်ထမ်းတွေကိုဘယ်လို manage လုပ်မလဲ customer တွေကိုဘယ်လို manage လုပ်မလဲဆိုတော့ကိုကိုကိုတော့ manage လုပ်နိုင်သူများကို manage လုပ်ဖို့ဆိုတာမလွယ်ဘူးလေအဲ့တော့ကိုကိုကိုအရင်ဆုံး management ကိုရေးသိရမယ်ဗုဒ္ဓစာပေတွေကိုလေ့လာရင်းနဲ့ပေါ့နော် system တစ်ခုကိုဆရာနားလည်သွား this system တကယ်ကို complete set တစ်ခုလို့ဆရာသိသွားတယ်အဲ့တော့ဘာသာတရားကြီးလို့ချင့်ကပ်နေကြလို့ကိုယ်ဝယ်ရည်ကြီးလို့ဖြစ်နေလို့ ဆရာတော့ဒီကိုးကွယ်ရရှူတော့မှာပုံပဲလေဒီအသိပညာကံလည်းကောင်းပါစေဉာဏ်လည်းကောင်းပါစေအလွန်ပြည့်စုံတာကိုသွားတွေ့ရတယ်